အားလုံးပဲမင်္ဂလာပါဒီနေ့ထရက်တို့တွားရောက်ခဲ့တဲ့အကြောင်းကတော့ဆိုးမျိုးဆုံးပုကူမှာရှိတဲ့ဟန်ဆောင်ယူနီဗာစီတီဖြစ်ပါတယ်ဟန်ဆောင်ယူနီဗာစီတီကတော့2025ရဲ့ Excellent University List ထဲမှာပါဝင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ D4 Language နဲ့တက်ချင်တဲ့သူတွေအတွက်ကော D4 ကနေပြီးတော့ D2 ပြောင်းချင်တဲ့သူတွေအတွက်ပါဘာသာရပ်ပေါင်းမျိုးစုံကိုသင်ယူနိုင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ် ီနေ့မှာတော့ Track to KAD Education အနေပြီးတော့ Hanson University ရဲ့ကျောင်းအုပ်ကြီးနဲ့ကိုရိုင်းတွေ့ဆုံပြီးတော့ MOU ကိစ္စကိုဆွေးနွေးပြခဲ့ပါတယ်။ Hanson University ရဲ့ Undergraduate Program ကတော့ဒီနှစ်တင်ယူရတဲ့ University ဖြစ်ပြီးတော့ကျောင်းဝင်းကလည်းကျယ်ပြီးတော့အဆောက်အုံတွေကလည်းကျောင်းသားတွေ Facility မျိုးစုံ offer ပေးထားတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ ခုတော့ဆိုးမြို့ထဲမှာရှိတဲ့ဟန်ဆောင် University ကိုရောက်နေရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတော့ဟန်ဆောင်ကတာဝန်ကျဆရာနဲ့တွေ့ဆုံပြီးတော့ဒီ MOU ကိစ္စလည်းစကားပြောတယ်ပြည့်ခါကျတော့ D4 D2 ပေါ့နော်။ဒီအကြောင်းဝင်ခွင့်နဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးတိုင်ပင်ဖြစ်ခဲ့တယ်။အဲ့တော့အခုဒီပြန်တော့မှာဆိုတော့အကြောင်းဝင်ထဲမှာတစ်ချက်လောက်လိုက်ကြည့်ပေးကြမယ်။အားလုံးပဲလိုက်ခဲ့ကြနော်။ကျောင်းဆောင်တွေမှာဆိုလို့ရှိရင်စာသင်ခန်း information desk study room studio ပန်းချံ ဆတဲ့ကျောင်းသားတွေအတွက်ကိုဒီစာသင်ကျမ်းမှာသင်ထောက်ကူပစ္စည်းနိုင်တဲ့အခန်းတွေ facility တွေလည်းမျိုးစုံရှိပါတယ်။ဒီနေရာလေးကတော့ကန်တင်းဖြစ်ပါတယ်။ဟောက်ဆင်းရှိတမ်းပေါ့နော်။ဒီ kiosk မှာဆိုလို့ရှင်ကိုစားချင်တဲ့ menu ကိုဈေးတက်တက်တတာနဲ့မှာယူစားတော့နေမှာဖြစ်ပြီးတော့ဒီကန်တင်းရဲ့ထိုင်ခုံအနေထားအဆောက်အအုံကလည်းကျယ်တယ်လို့ပြောလို့ရတယ်။ဒါမျိုးနှစ်ခန်းရှိပါတယ်။ ထက်တို့လည်းဒီထမင်းစားချိန်မှာចောင်းသားရည်နဲ့တူတူပေါ့နော်ဟောက်ဆင်းခိတတ်မှာပဲနေ့လယ်စားခဲ့ပါတယ် ဒီနေရာလေးကတော့ကျောင်းဝင်းထဲကမြည်သူမဆိုထိုင်ပြီးတော့ coffee break လုပ်လို့ရတဲ့နေရာလေးပေါ့နော်ပြီးတော့ကျောင်းသူကျောင်းသားတွေအတွက်ကို document တွေကို print ထုတ်တာ copy ကူတာစိတ်ကြိုက်လုပ်နိုင်တဲ့နေရာလေးလည်းရှိပါတယ်ဒီနေရာလေးက study lounge လေးပေါ့နော် laptop တွေ computer တွေပြီးတော့ tablet တွေအကုန်လုံးကိုအသွင်းပြီးတော့ရွှင်ကြည့်တာတို့စာလုပ်တာတို့အကုန်လုံးလုပ်လို့ရတယ် က်ခုသွားမယ့်နေရာကတော့ကျောင်းရဲ့ library ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျောင်းသားကတ်နဲ့ဖြတ်ပြီးတော့ library ထဲဝင်ရဖြစ်တဲ့ကြောင့်ဖြတ်ကတော့မဝင်ခဲ့ဘူးအပြင်ကနေပဲရိုက်ခဲ့တယ် library ကလည်းကျဲပြီးတော့အလင်းအောင်လည်းကောင်းပြီးတော့ထိုင်ကုန်တွေလည်းတက်တောင်းတတာရှိတယ်။ပြီးခါကျတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့စာလေးလာလို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်။ န်းဆောင်း University ကို D4 language နဲ့လျှောက်ထားနိုင်မှာဖြစ်ပြီးတော့ D4 ကနေပြီးတော့ D2 University join နေတဲ့သူတွေလည်းလျှောက်ထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လျှောက်ထားလိုပါက KD Education ကိုဆက်သွယ်ပြီးတော့တိကျိမြင့်မြတ်လျှောက်ထားနိုင်ပါပြီ။